ပတ်ဆိုင်ရဖို့အတွက်ကျွန်တော်ညီကိုတွေဗီဇာကြီးဥအောင်တန်းတဲ့ကျွန်တော်အဖေမွေးလာညီကိုတွေအားလုံး6လောက်ကပတ်ဆိုင်ရဖို့အမှုပညာလုပ်ခဲ့တာမဟုတ်တဲ့အတွက်တကယ်ဂျလစ်ဘွားနေပြီဒီနေ့အထိကိုချစ်လို့ပဲလုပ်နေလမ်းမမှာဂီတာစတီးတဲ့ဘွားတွေကကိုချစ်လို့လုပ်တာအဲ့တော့သူများလောက်ခိုင်းလို့လည်းမလုပ်ဘူးဒီကမ္ဘာမြေကြီးပေါ်တကယ်တမ်းပြောလို့ရှိရင်တော့ရွေးရှင်ကြီးပြည်သက်ကသူကပြောမယ်ကျွန်တော်တို့ကသူတို့အထင်သေးလို့မရအောင်အဲကြောင့် ဖလင်မေကာကတော့ market တော့မလိုက်တင်ဘူးပေါ့နော်မလိုက်တင်ကိုအစင်ပြေတာပဲကိုကိုတကယ်ကိုဂျင်းတ်တဲ့ဟာကိုပဲကိုကြိုက်တာကိုပဲကိုပြတင်တယ်လို့ကျွန်တော်တော့ခံထားတော့ပေါ့နော်ဟုတ်ကောင်းကောင်းလေးရင်းမြည်နေပြီငါကလေးတွေလည်းပြည့်စုံတကယ်တမ်းပြောလို့ရှိရင်တော့ရွှေရှင်ကြီးပြည်သက်ကသူကပြောမယ်ကျွန်တော်တို့ကသူတို့အထင်သေးလို့မရအောင်လက်ရှိကြီးနေတဲ့ပြည်သက်ကလက်ရှိပြနေတဲ့ကားရဲ့သူတို့ match fishing ဖြစ်မယ် ပင်တန်နဲ့ပြတဲ့လူနဲ့ match ဖြစ်တယ်ကြိုက်တယ်ဒီ celebrity တွေလည်းသူတို့ကြိုက်တယ်ပေါ့သွားအပေးတယ်ပေါ့ဒါပေမဲ့အဲ့ထက်မှလည်း level မျိုးမျိုးသောပြိတ္တတွေရှိတယ်လေတချို့ကဒီ level ကိုမကြိုက်ဘူးသူတို့ကြိုက်တဲ့ကားကိုစောင့်ကြည့်မယ်ပေါ့နော်အဲ့တော့ရွှေရှင်ကြည့်ပြိတ္တတွေဒီကမ္ဘာလုံးမှာရှိနေတဲ့ပြိတ္တတွေကိုရီးယားကြိုက်လို့ကိုရီးယားကြီးပဲဒီကမ္ဘာလုံးမကြည့်နေပါဘူးနော်အိန္ဒိယ Bollywood ကြီးပဲလည်းမကြည့်နေဘူးအဲ့တော့ပြောချင်တာကရွှေရှင်ကြည့်ပြိတ္တတွေကျွန်တော်တို့ကပေးနဲ့တိုင်လို့မရဘူးသူတို့ရဲ့ viewing level brain ကိုလည်းကျွန်တော်ပေးနေတိုင်လို့မရအောင်အဲ့တော့အဓိကဘာလဲဆိုရင်မင်းဘာလုံးမှာလဲပေါ့နော်မင်းဘာလုံးမှာလဲပေါ့အဲ့တော့မင်းဒီအဲ့ market ပဲဆင်းမလားဆင်းရင်ဆင်းလိုက်ပေါ့နော်ဆင်းရင်လည်းပတ်ဆိုင်ရအောင်မှာပေါ့အဲ့ပတ်ဆိုင်ရဖို့အတွက်ကျွန်တော်ညီကိုတွေဗီဆရာကြီးဦးအောင်တန်းတဲ့ကျွန်တော်အဖေမွေးလာညီကိုတွေအားလုံး6လောက်ကအပတ်ဆိုင်ရဖို့အမှုပညာလုတ်ခဲ့တာမဟုတ်တဲ့အတွက်အဖေကလည်းပတ်ဆိုင်ရဖို့လုတ်ခဲ့တာမဟုတ် အဖေကသူ့ပကြီးကားရေဆိုဒီနေ့မရောင်းသေးဘူးတိန်ထားတော့မယ်သူကဆုံးသွားတာအခုကျွန်တော်တို့အဖေပကြီးကားကိုရောင်းဖို့အတွက်အမေနဲ့ဆွေးနွေးရတော့ညမှာအဖေကတက်တလုံးပကြီးကားမရောင်းသူကကျွန်တော်တို့ဒီဇိုင်းဆွဲပြီးတော့ရွေးရှင်ဒီဇိုင်းတွေဆွဲပြီးတော့ပြုစုပြောင်းထောင်ခဲ့တာလေကျွန်တော်တို့ကသူ့စီမှာလမ်းလို့ရတော့အဲသူ့သွေးရပါနေတွေ့မှာကျွန်တော်တို့ကလည်းအနုပညာတကယ်ပဲချစ်လို့လို့တာတကယ်ဂျလစ်ဘွားနေပြီဒီနေ့ရည်ဒီကိုချစ်လို့ပဲလုပ်နေအောင်လမ်းမမှာဂီတာစတီးတဲ့ဘွားတွေကကိုချစ်လို့လုပ်တာအဲ့တော့သူများလောက်ခိုင်းလို့လည်းမလုပ်ဘူး သူများဟိုတရှင်းဆိုပါလားဘီတလိုဟာမျိုးဆိုပါလားလဲမဆိုဘူးကိုကြိုက်မှာကိုဆိုကိုကြက်တဲ့တိုက်ပဲကိုဆိုတယ်မင်းနားထောင်နေတာမနားထောင်နေတာမင်းကိစ္စအဲ့ဒါဒီလိုအဲကျွန်တော်တို့ရွေးချယ်တော့လေလူမိုက်တွေပဲလေမင်းကြည့်ချင်လားကြည့်မကြည့်ချင်မကြည့်နဲ့ your wish ဟာတော့သူလည်းစိတ်မဆိုးဘူးကျွန်တော်တို့လည်းကျွန်တော်တို့ကြိုက်တာပဲကျွန်တော်တို့လောက်ဒါပေမဲ့အဲ့ဒီကျွန်တော်တို့ကြိုက်တာလုတ်တဲ့အယုတ်အတန်ကိုကြိုက်တဲ့ပြိတ္တနဲ့ကြိုက်သွားတဲ့နေရာကျွန်တော်တို့နေဖြစ်သွားတာပေါ့ဟောတကယ်တမ်းကျရင်တော့ဂန္ဓဘပြီးွားတဲ့နောက်ပိုင်းမှာ နောက်ထပ်တတိယမြောက်ကားတကားတော့လုတ်ဖို့စဉ်းစားထားတာပေါ့နော်။ဒါပေမဲ့အဲ့ဒါကျွန်တော်တို့ကနိုင်ငံတကာနဲ့ချိတ်ဆက်နေတဲ့အတွက်အဲနည်းနည်း budget လည်းကြီးတဲ့အတွက်ကိုကျွန်တော်တို့မပြီးသေးဘူးပေါ့။ pre production ပဲပေါ့နော်။အဲပြီးတာနဲ့ကျွန်တော်တို့စပြီးတော့ရှိပါတယ်။ဒီအိမ်မက်ကတော့ short လို့မရပါဘူး။နောက်ပြီးတော့ဟို station တစ်ခုနဲ့လည်းဟိုကကျွန်တော်တို့အခန်းဆက်ပေါ့နော်7 episode လောက်ကိုရိုက်ဖို့ storyboard တွေ script တွေအကုန်ပြီးသွားပြီ။သူတို့ကခု still pitching လုပ်နေတာပေါ့နော်။ after pitch maybe we will shoot ပေါ့နော်။ ပါဝင်မဲ့ဒီဆောင်လေးကြတော့ဒါမိသားစုမိမိကြတော့ဘလူးတေးရေးရှင်းထားတယ်ပြောအခုချိန်တော့မရွေးသေးဘူးဒါပေမဲ့ဟို e producer ပါ executive producer တွေရဲ့ feeling ရဲ့သူတို့သုံးစေချင်တာရဲ့ပေါ့။ဟိုဘက်က joint venture car ဆိုလို့ရှိရင် American မင်းသမီးကိုဘလူးသုံးပါလေ။ဂျပန်မင်းသားကိုဘလူးသုံးပါလေ။ဒါမျိုးလေးရှိတဲ့အတွက်ကျွန်တော်တို့ကခုရက်ဒီရွေးတုံဆွေးနွေးတုံပေါ့နော်။ pre production ပေါ့။ဒီကရန်ပြောလို့ရှိရင်ရွေးရှင်ဆိုတာတော့ စတိုရီတဲလင်းဖြစ်တာ။စတိုရီတဲလင်းကတော့ကိုကဘာကိုတဲလင်းလုပ်ပါလဲပေါ့နော်။ဘာကိုပြောချင်တာလဲ။ပြောချင်တာ market နောက်ကိုလိုက်ပြောမှာလား။နော်။ဒါ market နောက်လိုက်ပြောနေတော့အဲ့ဒီ market နောက်ကိုကသူများအောင်မြင်တဲ့ market နောက်ကိုလိုက်ပြောမယ်ဆိုရင်အဲ့ဒီ market ကပြောင်းသွားတဲ့နေ့မှာကိုကလည်းဟို copy လုပ်ထားတဲ့ market ထဲကိုထည့်လိုက်တဲ့အချိန်မှာကိုဒုက္ခရောက်သွားနိုင်တယ်လေ။အဲကြောင့် ဖလင်မိတ်ကတော့မာကတ်နောက်မလိုက်တင်ဘူးပေါ့နော်လိုက်တင်ကိုစင်ပြေတာပဲကိုကိုတကယ်ကျေနပ်တဲ့ဟာကိုပဲကိုကြိုက်တာကိုပဲကိုပြတင်တယ်လို့ကျွန်တော်တို့ခိုင်ထားတော့ပေါ့နော်အခုတော့ဟိုဒီမှာကျွန်တော်တို့ရဲ့မြန်မာ International Film Academy အမတ်စဉ်30ပေါ့နော် Best 10ကိုပြီးခဲ့တဲ့လ30နှစ်ကပြီးသွားတော့ပေါ့နော်ဆိုတော့တခါတခါတင်ရတယ်လည်းမလွယ်ဘူးတင်တန်းကာလာကတော့ရက်ပေါင်း20မှာမနေ့10နိုင်ရင်4နိုင် လေးဘက်ပေါ့နော်အဲလေးဘက်မှာရက်ပေါင်း20ပြီးတော့အဲ့ဒါကိုကြိုတင်ပြင်ဆင်လာတလခွဲပြီးတော့တင်းနှင်းစင်သားပြီးလို့ရှိရင်နှစ်လလောက်သူတို့ရဲ့ဟာတွေ footage တွေလောက်ရသေးတော့အဲ့အတွက်အရန်ပင်ပါလေဒါမှမဟုတ်လေဟိုကကိုကပီတိတော့ရတော့ခံစားရပါနော်ဆိုတော့ပီတိကတော့ပျော်ပါတယ်ဘာကြောင့်လဲတယောက်ချင်းတယောက်ချင်းတချို့လဲ0ကလာတင်တဲ့လူတွေရှိတယ်တချို့လဲဒီလောကမှာ professional ဖြစ်နေတဲ့လူတွေကပြန်ပြီးတော့ polish လာလောက်တာရှိတာပါနော် အဲ့ဒါအားတွေကြည်ချင်းအပြင်ကျွန်တော်တို့ဒီအနာဂတ်ကလေးတွေအတွက်ကိုဘယ်လိုဘယ်လောက်ထိကျွန်တော်တို့ပေးနိုင်မလဲပေါ့နော်အဲ့ဒါဘယ်လောက်ထိပေးနိုင်မလဲဆိုတာကိုစဉ်းစားပြီးတော့ကျွန်တော်ကျွန်တော်နဲ့ကျွန်တော် crew တွေစ조사ကြတာပေါ့နော်မမမူဟဲ့ကိုလိုပါလို့ဆိုနေတက်တော်တယ်ဒီအခုဒီပြီးအခုလက်ရှိအတုပ်တွေမှာကျတော့အဲ့လိုမျိုးလူပညာရှင်ကြီးတွေလာတက်တာမျိုးရှိတယ်ရှိတယ်ဒါပေမဲ့ခုနပြောလို့ပေါ့ဒီမမိုးရဲ့ migrate ကစမ်းစမ်းခန်းလိုက်ရယ်ပေါ့နော်ပြီးတဲ့အချိန်မှာနောက်ကျွန်တော် plan ပြီးတော့ connect လုပ်ထားတဲ့ artist နှစ်ယောက်သုံးယောက်ရှိတယ် နာမည်ကြီးပဲတကယ်နာမည်ကြီးပါနော်အဲဒါပေမဲ့သူတို့လည်းမအားရရဲ့တခါကျရင်ကျွန်တော်တို့ဖွင့်နေရဲ့နဲ့သူတို့မအားရတဲ့ကြိုက်သွားအဲ့ဒါမလုပ်ဖြစ်ပြန်အောင်တခါကျရင်အဲ့ဒီ artist တွေလာတင်နေတဲ့ချိန်နဲ့ကျွန်တော်တို့တင်ပြီးမဲ့ချိန်နဲ့မကြိုက်တာတော့ဒါကြောင့်ခုတလောတော့နည်းနည်းလေးမတင်ကြည့်သေးဘူးပေါ့နော်သူတို့ပေါ့နော် MC ပြိတ္တကြီးကိုကျေးဇူးတင်ပါတယ်ဘာပဲပြော MC နဲ့ကျွန်တော်တို့ကဒီပြိတ္တကြားမှာကျွန်တော်တို့ပေါင်းကူးပေးတဲ့ MC ဖြစ်တဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ် MC လည်းကျေးဇူးတင်တယ် ရှိရှိနဲ့ပိတ်သက်တဲ့ညီကောင်မမတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ဒါရချမ်းမြေပျော်ရွှင်တဲ့အောင်မြင်တဲ့ဘဝတွေပန်းဆိုင်နိုင်ပါစေလို့